မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေအောက်တိုဘာ22ရက်နေ့အတွက်နောက်ဆုံးရနှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်လွန်ပိုင်တံမူထားခြင်းမထားခြင်းနောက်ွယ်ကနက်ဆူရီဆိုနေဘော်ဘီဆော့ဆာရုံရဲ့ကွာခြားချက်တည်င်းများထိတ်တန်းတတိမကြီးဆိုပေမဲ့မိတ်ကက်ခင်ဆောင်ဝင်ကို9000နဲ့ရွှေကြီးမုံနဲ့ကတော်လူလူပြောများနေတဲ့စူပန်ထရာတည်င်းဆယ်နီဖြစ်က အလူငွေတွေနဲ့အချီကြီးထောသွားပြီဖြစ်တဲ့လှိုင်တန်ရာကအန်တီကြီးတည်င်း မွေးထားတဲ့တန်လေးက PK ထွန်းနဲ့မတူပဲကိုရီးယားမင်းသားနဲ့တူနေရတဲ့လျှော်ဝတ်ချက်ကိုပိုးချပြုခင်ပြောပြတဲ့တဲ့။မေသက်ထားဆွေလောင်အရေးချင်းမရှိလို့မြမအတန်မဆူရဲသေးပါဘူးလို့ဝန်ခံလာတဲ့အင့်ချက်တဲ့မဲ့ဖြစ်ပါတယ်ရှင်။လွန်ပိုင်တံမူထားခြင်းမထားခြင်းနောက်ခွဲကနန်းဆူရည်စွန်းနဲ့ပေါ်ပြီးဆော့ဆာရုံရဲ့ကြွားချခြင်းများမိန်းကလေးတွေကိုခွဲခြားတံမူဖြတ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ရှင်ယိုဆွဲသူများလက်မခံနိုင်သူများကြောက်သွားပြီးပါ လက်ရှိ online ပေါ်မှာလွှမ်းပိုင်တရားမိုးမောင်အောင်ဆဲနေတဲ့ဗီဒီယိုကိုလူတိုင်းတွေ့ကြပါလိမ့်မယ်။ဒီပြဿနာဟာသူ့နဲ့ပြင်းရင်တရားကြမှာဖြစ်တယ်ဆိုပေမဲ့အဓိကအကြောင်းရင်းမှန်ကိုတုံးတက်လိုက်ရင်တော့ပြင်းရင်တရားဝင်ဝင်လို့နန်းစုတိတ်ခါကြာသွားတဲ့အတွက်ကြောင့်လွှမ်းပိုင်ကဆက်ဆက်တိမကန်ဖြစ်နေရပါဘူး။ နောက်ပိုင်းဟာဘော်ဘီဆော့ဆန်နဲ့ပြဆဲပြီးကလေးကနန်းစုရည်စုကိုလုံးဝထိမခံမင်းကာကွယ်ပေးခဲ့တာကိုအားလုံးမသိကြမဲထင်ပါတယ်။ဆက်စံရေးပြဿနာတွေဘလောက်ပဲဖြစ်ပါစေအရှုံရှင်းနေဖြစ်ပြီးပြိတ္တကံဝိုင်းဆဲကြပါစေနန်းစုရည်စုကိုတော့နောက်ပိုင်းကတုံနေအောင်ချက်ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့နောက်ပိုင်းတံမိုးထားခြင်းမထားခြင်းနောက်ွယ်ကနန်းစုရည်စုနဲ့ဘော်ဘီဆော့ဆန်တို့နှုံရဲ့ကြွားချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူများအကြောင်းပြောရတာမကောင်းပေမယ့်အတိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ဘော်ဘီဆော့ကစာနဲ့လွန်ပိုင်ဟောင်းလူငယ်ဘဝအသက်၁၆နှစ်ကလေးကချစ်ချိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းဘယ်အင်တာဗျူးနဲ့ဘယ်လိုဗီဒီယိုဖိုင်တွေကိုပဲကြည့်တင်လွန်ပိုင်ကဘော်ဘီဆော့စာကိုအမြဲနိုင်စားပြီးလက်ထပ်ယူဖို့တွေးလည်လုံးဝမရှိပါဘူး။ပရိသတ်ရှင်မာတော်မကြောက်မမနာတာအောင်းငေါက်တက်တယ်လို့၁၃နှစ်တွင်လာပြီးမှတံမိုးမထားပဲခြံခုံသွားတာဖြစ်ပါတယ်။ ဒါကြောင့်အပြေရှားကြည့်လိုက်တဲ့အခါမှာဘော်ဘီဆော့ဆာရဲ့အနေထိုင်ပြောဆိုမှာဒီလိုချက်တွေရှိနေကြောင်းတွေ့လာရပါတယ်။အနာကတော့ဘော်ဘီဆော့ဆာဟာအင်မတန်ခင်မိတဲ့မိန်းကလေးတူဖြစ်ပြီးသူ့ရဲ့ဝတ်စားတွေကလည်းခက်ရှိကိုပြေလွန်လာပါတယ်။အပြောဆိုလဲပွင့်လင်းပြီးတချင်နေမှာအစိမ်းလေးပါမှကျေနပ်သူလည်းဖြစ်ပါတယ်။ဟစ်ပေါ်လောကသားတွေရဲ့ထုံစံတိုင်းအမြဲရှုပ်ရှက်ကပြန်ရခံနေပြီးမျက်စိတစ်ဖက်ကလည်းအာယုံကျော်ယောဂါကိုခံစားနေရသူဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ပတ်သက်လာရင်လည်းအပွင့်လင်းလို့ပြီးလောပိုင်နဲ့73နှစ်လလုံး live together နေထိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့နန်းစုရဲ့ဒီဆိုကတော့90ဝန်းကျင်မမတို့ရဲ့ထုံစံအတိုင်းအနေထိုင်သိမ်မွေပြီးမြန်မာဝတ်ဆောင်လေးတွေနဲ့မြင်ရတာများပါတယ်။ အလောက်ကနေဒီတခြားရှိပင်ကိုပိုင်ထုတ်ကုန်လေးနဲ့ကုမ္ပဏီဖွင့်ကရပ်တည်နေသူတယောက်ဖြစ်ပါတယ်။ဘော်ဘီဆော့ဆာနဲ့ရှင်လာရင်ပိမ့်ပိမ့်တွယ်တွယ်လေးနဲ့မိသားစုနောက်ခံကလည်းတယောက်တည်းဆိုပေမဲ့သဘောကောင်းသူတွေဖြစ်ကြပါတယ်။အရေးကြီးဆုံးကတော့လွှမ်းပိုင်နဲ့ပကံမှာဖြစ်ခဲ့တဲ့ကိစ္စမှဆိုရင်လွှမ်းပိုင်ရဲ့ဆန္ဒတောင်းဆိုမှုကိုအလိမ္မာနဲ့မိနီပြနေလို့ဆိုပြီးညှင်းလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာပုံမှန်လင်းလင်းပြောရရင်ယောက်ျားတယောက်မှလက်ထက်ခြင်းနဲ့မိန်းကလေးပုံစံဆိုပြီးတတ်မှတ်တာမျိုးရှိပါတယ်။ အဝေးစားတူပြက်ကုန်မြင်မကောင်းအဝေးအချက်တန်းတူတောင်းနားဖောက်ပြီးတက်တူပေါင်းစုံနဲ့ပြဲလန့်နေတဲ့မိမမျိုးကိုတတလုံးစာအတွက်လက်ထပ်သွားချင်မှမဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုတွေးခွန်မျိုးကိုအတုံးမကြတဲ့မြန်မာပြည်ကလွှမ်းပိုင်လို့ကောင်မျိုးတွေသာတွေးရဖြစ်ပါတယ်။ လွန်ပိုင်လို့အုံနာမပါတဲ့ကာမွန်လူသားမိန်းကလေးတွေကိုလိုက်နှိုင်းရှိပြီးတာရီနာတွေတွက်နေတာဖြစ်ပါတယ်။တကယ်နှလုံးကြီးပြေးသွားတဲ့ရှောင်းချားဆိုတော့မိန်းကလေးတယောက်ကိုကိုနဲ့မကန်ညီဘူးလက်မထက်နိုင်ဘူးထင်ရင်အစားရက်ကမပတ်တတ်ပါဘူး။ပတ်တတ်မရင်တော့မဖြက်စီပါဘူး။အခုကဘော်ဘီဆော့ဆာနဲ့စက်သုံးနှစ်လုံးတူနေပြီးမှဒီအချိုးမျိုးချိုးနေဆိုတော့ဘော်ဘီဆော့ဆာမှာအားနေချက်ရှိနေလို့မဟုတ်ပဲဒီကောင်ကမကောင်းလို့ဖြစ်ပါတယ်။ ပေါ်ပြီးဆော့ဆာမှာလည်းသူ့တံပေါ်နဲ့သူလွတ်လပ်မှုချက်ဖို့ကောင်းမှုပြေရှိပြီးနန်းစုရည်ဒီဆိုမှာလည်းသူ့လတရားနဲ့သူရှိပါတယ်။ဒါကြောင့်ယောက်ျားတယောက်ကငါ့ကိုတံမိုးမထားပါလို့ခန်းစားရတဲ့အခါမှာကိုကိုကိုတံမိုးမရှိဘူးလို့အငငယ်နေမဲ့ဆောင်အဲ့ဒီအမိုက်လိုကောင်းမျိုးကိုတော့ဘဝရဲကထုတ်ပြလိုက်ပါလို့အကြံပေးလိုက်ရပါတယ်။ရှင်ဘချင်းတူရင်ပြည်သက်ချင်းတို့လည်း comment မှာတွေးမိတဲ့လောက်လေးရေးပေးကြပါအောင်နော် ထိုက်တန်းတတိမကြီးဆိုပေမဲ့မိတ်ကက်ခင်ဆောင်ဝင်းကို9000နန်းရွှေကြီးမုံနဲ့ကတော်လူလူပြောများနေတဲ့စူပန်ထရာကြီးကြီးတက်ချမ်းသာတဲ့တတိမကြီးဆိုပေမဲ့လည်းကက်စိန်နဲ့ပြုမှုတစ်ခုကြောင့်လူပြောများနေတာကတည်ယူဆောင်မင်းသမီးစူပန်ထရာပါ ။စူပန်ဒရာဟာတည်င်းကျွတ်တစောင်းနိုင်ရှာသည်မှာသူမရဲ့ဆင်ရကျေးဇူးရှင်ဖြစ်တဲ့မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်ခင်ဆောင်ဝင်းကိုကတော်ခဲ့တာဖြစ်ပါတယ်။ဒါကလည်းမိတ်ကပ်ခင်ဆောင်ဝင်းဟာမြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးနုပညာရှင်အားလုံးနဲ့ကျေးဇူးမကင်တာကြောင့်ပါ။ဒါကြောင့်လည်းခင်ဆောင်ဝင်းကိုလာကတော်ကြတဲ့တပည့်မိတ်ကပ်ပညာရှင်တွေအနုပညာရှင်တွေများကြီးပါပဲ။ဒီထဲမှာတရုတ်ဆောင်မင်းသမီးစူပန်ဒရာလည်းပါတာပါ။ ဒါပေမဲ့လည်းစုပန်ထရာလာကတော့တဲ့ပစ္စည်းကြောင့်အလုံးဝိုင်းဟာခံနေရတာဖြစ်ပါတယ်။အနာကတော့ရွှေကြီးမုံကြောင့်နဲ့ဆန်ကစ်အေဘူပါ။ဆန်ကစ်အေဘူဟာထောင်ကနန်းမရှိသလိုရွှေကြီးမုံကလည်းတတောင်းမပြေတာကြောင့်လူတွေကကစင်းနဲ့လာချင်လားဆိုပြီးဝေဖန်ကြတာပါ။ ဒီလိုမုံတဲ့အိမ်ကြီးဟာတာမန်တည်င်းကျုံမှာကတော့ရင်မပါမဖြစ်အများစုကကတော့ကြတဲ့ပစ္စည်းပါပဲ။ဒါပေမဲ့လည်းစုပန်ထရန်ရူဆိုရာကနိုင်ငံကျော်နှုတ်ပညာရှင်တွေပါ။ဒါပြင်ချမ်းသာကျွဲဝမှုကလည်းအများကြီးပါပဲ။ဒီလိုချမ်းသာတဲ့တည်င်းမကြီးကဆီယာကိုလာကတော့ချင်းထောင်ကနန်းတန်နဲ့လာကတော့လို့ဝေဖန်ချတာပါ။ နေနေတမိုးကြီးကကတော့ရဲ့ဘာဖြစ်မှလဲဆိုပြီးတော့ပြောကြပါတယ်။ဒါပေမဲ့လည်းတခြားတစ်ဖက်မှာတော့ကတော့ရဲ့ဆိုတာရှင်တွေကစေတနာပါဖို့တာအဓိကဖြစ်ကြောင်းခင်ဆောင်ဝင်းကကိတ်နဲ့အင်းကြီးကြိုင်လူတကူးတကခြိုက်တက်တာလေးလာကတော့တာနေမယ်ဆိုပြီးပြောကြတာလည်းရှိပါတယ်။ဆယ်လီပြက်ကအလူငွေတွေနဲ့ချီချီထောသွားပြီးဖြစ်တဲ့လှိုင်းတရားကအန်တီချင်း အရင်ခေတ်ကဆိုရင်ပစ္စည်းတစ်ခုကိုခိုးရင်အလဲသုံးရင်အများစုကဖန်ခံရမယ်ပြစ်ဒဏ်ချခံရမယ်ဒါမှမဟုတ်အ ਨੇ ဆုံးတော့လူတကာရဲ့ရှုံချမှုကို ခံရမှာပါဒါပေမဲ့ဒီဘက်ခင်မှာတော့အထူးသဖြင့်ဆိုရှယ်မီဒီယာခေတ်ကြီးထဲမှာအချိန်နေနေထားခံမသိရင်ပစ္စည်းခိုးတဲ့သူကဆယ်နေဖြစ်သွားနိုင်ပြီးအလူငွေတွေနဲ့အချီချီထုံးနိုင်တဲ့အချိန်မျိုးတွေဖြစ်လာနေပါပြီ ပြီးခဲ့တဲ့ရက်ပိုင်းတွင်မြန်မာတနင်္ဂနွေရက်အာယုံဆိုင်မှုကိုပြေဝဖန်ဆားသွားခဲ့တာကလှိုင်းတရားတွေ့တာသူထေဆိုင်ကကိစ္စပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာပြည်စည်းလက်တုပ်တယ်လို့ဆွဆွဲခံရသူ NDG ဟာအခုဆိုရင် တကယ်ဆင်လီတရားလို့ဖြစ်သွားပါပြီ။အခုဆိုရင် NDG ဟာ TikTok ရီဆော်နေပြီးမီဒီယာတွေကအင်တာဗျူးတွေလုပ်ရပြီးမင်းနေကြတယ်လို့သူစီကိုစီးဝင်လာတဲ့အလူငယ်တွေကလည်းမနေမနောပါပဲ။ တနိုင်ငံလုံးကစေတနာရှင်တွေပရိုက်တာဖွဲ့တွေကတုံးတွွတ်ွတ်နဲ့တွားရောက်လူတန်းပေးနေကြတာကိုဆိုရှယ်မီဒီယာပေါ်မှာအပြိုင်ဆိုင်ပို့စ်တင်နေကြတာကိုတွေ့ရမှာပါ။ အဆိုပါအန်တီတီကလိုက်တရားတွေ့တာသူထဲဆိုင်မှာကလေးတယောက်ကိုချစ်ပြီးဖြစ်စင်းလာလက်တော့ခင်တာပါဒါကိုဆန်ရှယ်မျိုးသမီးကတွေ့ရှိပြီးကိုတိလက်ရောက်ဆုံးမခဲ့တဲ့ဗီဒီယိုဖိုင်ပြန်နှံသွားခဲ့ပါတယ်အဲ့ဒီဗီဒီယိုကိုမြင်လိုက်ရသူတိုင်းရဲ့ရှင်ထဲမှာကလေးပါနေတာကိုတိကမြင်ပြီးတနာစိတ်တွေကြီးနာစိတ်တွေဖြစ်ခဲ့ကြပါတယ်ဆန်ရှယ်မျိုးသမီးကကလေးရှိမှတော့ဒီလိုလုံးရသလားရဲလက်အလိုက်ပေါ်ဆိုပြီးဒေါသတကြီးဝေဖန်ခဲ့ကြပါတယ် လူများစုရဲ့ယူဆချက်က TNDG ဟာကလေးအတွက်စားစရာမရှိလို့စားလောင်လုံးလုံးကြမ်းမိကြံရကြမ်းမိတာဖြစ်မယ်ဆိုတဲ့တွေးပါပဲ။အထူးသဖြင့်ကလေးကိုတနာကြတယ်ဆိုပြီး NDG ရဲ့အိမ်ထီလိုက်ရှာကဝိုင်းဝန်းလူတန်းကြတာဖြစ်ပါတယ်။အခုဆိုရင်အချိန်တွေကလုံးဝပြောင်းပြန်ဖြစ်သွားပါပြီ။ပစ္စည်းခိုးခံခဲ့ရတဲ့စိုက်ပိုင်ရှင်ကရဲစခန်းမှာအမှုဖွင့်ထိမ့်သိမ်းခံထားတဲ့ချိန်ပစ္စည်းလက်တုပ်ခဲ့တဲ့ NDG ကတော့အိမ်မာနေရင်စိတ်လေးတယောက်လိုအလူငွေတွေကိုလက်ခံနေတာဖြစ်ပါတယ်။ ဒါကြောင့်လေလူတွေကြားမှာဒါတရားမျှတမှုရှိရင်လားဆိုရင်အငင်းပွားမှုတွေဝေဖန်မှုတွေစတိုင်ဖြစ်လာတာပါခိုးတဲ့သူကတတိဖြစ်ပြီးအခိုးခံရတဲ့သူကတရားခံဖြစ်နေတယ်ဆိုရင်သုံးသက်ချက်တွေထွက်ပေါ်လာပါတယ်ပုပ်ပြီးဆိုတာကတော့ပစ္စည်းအလဲတုပ်တဲ့ energy ချိထားတဲ့ကလေးဟာသူ့မရဲ့ကလေးရှင်မဟုတ်ဘူးဆိုတဲ့အတန်တွေထွက်လာပါတယ်ကလေးကိုငှားထားတာဖြစ်ပြီးဒီလိုမျိုးကလေးကိုပန်းပြပြီးလူတွေတနာအောင်လှုပ်ရှားနေတာတော်တော်လေးကြာပြီလို့ဒေသခံတွေကဆိုကြပြန်ပါတယ် တခြားတစ်ဖက်မှာတော့လူတကာရဲ့ဝေဖန်မှုကိုပြင်းထန်ခံနေရတဲ့ Twitter သူစိုင်းပါရှင်ဘက်ကလည်းဖြည့်ရှင်းချက်နဲ့ CCTV မှတ်တမ်းပြည်စုံကိုထုတ်ပြန်လာပါတယ်။စိုင်းရှင်ရဲ့ညီမဖြစ်သူရှင်းပြလာတာကတော့သူမရဲ့မှာစိုင်းရှင်အောင်အခုတခါခိုးကန်ရလို့ဒေါသထွက်ပြီးလုံးမိတာမဟုတ်ဘဲအဆိုပါ NDT လက်ချက်နဲ့ပဲတခါမဟုတ်နှခါမဟုတ်သုံးခါတိတိပြစ်စည်းယူခံကြရတာကြောင့်စိတ်မထိန်နိုင်မဲ့ပေါက်ကွဲကကိုတိလက်ရောက်လုံးမိသွားတာဖြစ်ကြောင်းလူတွေထင်လွင်နေတယ်လို့ကလေးကိုတမင်တကာထိခိုက်အောင်လုပ်တာမျိုးမရှိခဲ့ကြောင်းရုံရင်ဆန်ခတ်ဖြစ်နေတဲ့ ချိန်မှာကလေးကိုထိမိမှဆိုလို့တီးတန့်ဖဲထုတ်ယူထားလိုက်တာဖြစ်ကြောင်းကလေးကိုမုံနဲ့ရှိတိုက်ခဲ့ပြီးသူမရဲ့မောင်လေးကိုယ်တိုင်းကမိခင်ဖြစ်သူလက်ထင်ကောင်းကောင်းမွန်မွန်ပြန်ထည့်ပေးခဲ့တာကို CCTV မှတ်တမ်းထဲမှာအတိအလင်းမြင်နိုင်ကြောင်းရှင်းပြလာပါတယ်။ ရိတ်တုံယုံဒီကိစ္စကိုဘယ်လိုမြင်ပါသလဲစေတနာတရားကိုအထင်ညာနဲ့မထိန်ချုပ်နိုင်ခဲ့ရင်ဗီဒီယိုတစ်ပိုင်းတစ်စားနဲ့ကောက်ချက်ချမြန်ပြီးကျမတို့ရဲ့စေတနာဟာမယိုးသားမှုတွေကိုအားပေးသလိုဖြစ်သွားနိုင်မလားဒီဖြစ်စဉ်တစ်ခုလုံးပေါ်ပရိသတ်ကြီးရဲ့အမြင်ကို comment မှာမျှဝေပေးခဲ့ကြပါအောင်ရှင်မွေးတားတဲ့တန်လေးက PK တွန်းနဲ့မတူပဲကိုရီးယားမင်းသားနဲ့တူနေရတဲ့လျော်ဝဲချက်ကိုပို့ချပြုခင်ပြောပြီး မွေးလာတဲ့တာကျော်လေးကဖခင်ဖြစ်သူကိုပီကေထွန်းနဲ့မတူဘဲနမေကျော်ကိုရီးယားမင်းသားတစ်ယောက်နဲ့ချက်ဆွတူနေတယ်ဆိုပြီးကြွားလုံးထုံလာတာကပူကြဖြစ်ခဲ့မှာအလုံးတိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်တရပတ်ထဲမှာမင်းသမီးကျော်ပူကြဖြစ်ခင်ဟာသူ့ရဲ့ဒုတိယမြောက်သားလေးကို အောင်မြင်စွာမွေးဖွားခဲ့ပါတယ် ဒါဟာသူတို့မိသားစုကြီးတစ်ခုလုံးအတွက်တော့ငားယောင်မြောင်ရှင်သွေးလေးလည်းဖြစ်ပါတယ်။ပုံကြဖြစ်ခင်တရားကိုဝင်ဆောင်ထားစဉ်ကာလတစ်ချောင်းလုံးမှာကလေးကပရိသတ်တွေကရှင်သွေးလေးအတွက်ရန်ကုန်စိတ်ဝင်တစားနဲ့အားပေးချစ်ခင်ခဲ့ကြတာပါ။အခုမွေးဖွားလာတဲ့အခါမှာလည်းတားလီကဖြူဖြူဖွဲ့ဖွဲ့ကြီးကြီးလင်းလင်းလေးနဲ့အရန်ကိုချစ်စရာကောင်းလို့လို့ပုံကြဖြစ်ခင်ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေသူရဲ့မိဖစီးပွားရေးသမားတွေလောက်ပေါ်ကိုင်းဘတ်တွေအားလုံးကဝမ်းသာပီတိဖြစ်နေကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ဇလန်ကအဲ့ဒီမှာမပြီးပါဘူးပိုပြီးစိတ်ဝင်စားစရာကောင်းတာကတားလိုက်ရဲ့မျက်နှာကိုမြင်လိုက်ရသူတိုင်းကဟာကလေးလေးကဖိဖိပီကေတွန်းနဲ့မတူဘူးဆိုပြီးတညစ်တညွတ်တဲပြောလာကြတာပါပဲဒါဆိုဘသူနဲ့တူနေလဲပိုးကြဖြူခင်ကိုတိုင်းကသူ့ရဲ့တားလိုက်ဟာနမေကျော်ကိုရီးယားမင်းသားလီကျွန်းခီနဲ့အရန်ကိုချွတ်ဆွတူနေပါလေဆိုပြီးပြောလာတာပါ လီကျွန်းကီဆိုရာကတော့ပြည်သက်ကြီးရဲ့ theme ပါနာမည်ကျော်ကိုရီးယားဒရမာစကားဖြစ်တဲ့မိုးလဘစကားထဲမှာစတုတ္တမင်းသားဝမ်ဆိုးအဖြစ်အကောင်ဆုံးသရုပ်ဆောင်ခဲ့တဲ့မင်းသားကျော်လေးဖြစ်ပါတယ်မိမိပိုးချပြုခင်တယောက်ကတော့သူသားလေးကပခင်ဖြစ်သူနဲ့မတူဘဲတလောက်နာမည်ကြီးပြီးချော်မောတဲ့ကိုရီးယားမင်းသားနဲ့တူနေတဲ့ပုံမှာတော်တော်လေးကိုဂျင်းနေပီတီဖြစ်နေပြီးအရှမ်းကိုဂုံယူနေတာကိုတွေ့ရပါတယ် ပေါ်ကြဖြစ်ခင်အငယ်ဆုံးသားကအဖေပီကေထွန်းနဲ့မတူပဲကိုရီးယားမင်းသားနဲ့တူနေရတဲ့လျှို့ဝှက်ချက်ကိုလည်းပေါ်ကြဖြစ်ခင်ကိုရိုင်းကပြပြရွှင်ရွှင်နဲ့ဖွင့်ချပြပြခဲ့ပါတယ်။အနာကတော့တခြားမဟုတ်ပါဘူး။သူမသားလေးကိုကိုဝင်ဆောင်ထားတဲ့တော်တွင်မှာအဲ့ဒီမော်လာပါကိုရီးယားကားဇလန်တွေကိုအရန်ဆွဲပြီးတော့၃ငါတိတိပြန်ကြည့်ခဲ့လို့ပါတယ်။ ကိုဝင်ဆောင်ချိန်မှာကိုအမြဲတမ်းကြည့်နေရတဲ့သဘောကျနေရတဲ့မင်းသားရဲ့ရုပ်ရည်ကိုတာလီကရရှိလာတာဖြစ်တဲ့ဆိုပြီးပိုးကြဖြူခင်ကသူ့ရဲ့ gazing look ခေါ်တဲ့ပုံတွေကိုကြည့်ပြီးကလင်းရုပ်ရည်စုတောင်းတဲ့ theory အောင်မြင်သွားတဲ့အကြောင်းပြောပြလာတာပါအခုဆိုရင်တော့ပိုးကြဖြူခင်ဟာသူ့ရဲ့ကိုရီးယားမင်းသားလေးနဲ့တူတဲ့တာငန်လေးကြောင့်အရှမ်းကိုဂုံယူပြီးအင်တာနက်ပေါ်မှာတာလေးရဲ့ဓာတ်ပုံလေးတွေကိုခြားပြလာတာဖြစ်ပါတယ်။ဒီပေါ်မှာတော့တချို့ပြည်သက်တွေကလည်းမှတ်ချက်တွေပေးကြပါတယ်။ ဦးကျော်ပြုခင်ကိုတိုင်ကနိုင်ငံကျော်ထိတ်တန့်ရုပ်ရှင်မင်းသမီးတယောက်ဖြစ်တယ်လို့လက်ထပ်ထားတဲ့ခင်မုန်းတဲ့ကလည်းထိတ်တန့်တတိကြီးတယောက်ဖြစ်တာကြောင့်ဒီလိုမျိုးရွနဲ့ဒီလိုဘဝအနေထားမှာတလောက်ချစ်စရာကောင်းတဲ့တာမျိုးမွေးတာမဆမ်းပါဘူးဆိုပြီးချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရောမိမိပိုးကျပြုခင်မွေးလာတဲ့တာလီကဖေဖေ PK ထွန်းနဲ့မတူဘဲကိုရီးယားမင်သားလီဂျုံကီနဲ့တကယ်ပဲတူနေတယ်လို့ထင်ပါသလား။ ုံဝင်ဆောင်ချိန်မှာကိုတဘောကြတဲ့မင်းသားဇလန်းတွေကြည့်ရင်တကယ်ပဲကလေးကသူတို့နဲ့တူလာနိုင်တယ်လို့ယုံကြည်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာပြောပြသွားကြပါအောင်ရှင်မေတ္တာဆွေလောင်ရှေးချင်းမရှိလို့မြမအတမဆွေရဲသေးပါဘူးလို့ဝန်ခံလာတဲ့အိမ်ချင်း တချဲမျိုးကြလေးတွေကိုဥချက်ကောင်းတဲ့အတူတွဲပတ်ပြီးတိဆုံတက်တာကြောင့်ပြိသက်တွေတတိထားမိခဲ့တဲ့အင်ချာဆိုရင်ဒီနေ့ရဲ့အင်တာဗျူးတစ်ခုမှာတော့မေတ္တာဆွေလောင်းအရေးချင်းမရှိလို့မြမတန်မစွန်ရဲသေးပါဘူးလို့ဝန်ခံလာခဲ့ပါပြီ။တကယ်ဆိုရင်အင်ချက်ကအစိုးရလောကထဲကိုစဲချော်သက်ဘဝမှာဝင်ရောက်ခဲ့ပြီးပေါ့တချင်းနေပြိသက်ကိုဖန်ဆားနိုင်ခဲ့သူဖြစ်ပါတယ်။ အနုပညာတက်တန်းကလည်းလူငယ်ဘဝကလည်းကလေးတယောက်ရှာတဲ့အထင်တချင်းဆိုတဲ့လူကိုပဲဒီဇိုင်းမမတ်လုပ်ကံခဲ့ရမလို့ပညာမခေတဲ့လူတယောက်ဖြစ်ပါတယ်ခေပေါ်တချင်းလေးကိုအတန်ကြကြသိဆိုနိုင်တယ်လို့မြမသားမလည်းနဝေညံ့ညောင်းလောက်အတန်ချိုသူဖြစ်ပြီးမြမပြည်တိန်တန်ကိုရန်ကတော့တမိနေအင်ချစ်ကိုမြမတန်ကြကြနနာဆူစီခြင်းနဲ့လို့ထုတ်ပြောမှုတဲ့အထင်အရေးချင်းရှိသူဖြစ်ပါတယ် ။ဒါပေမဲ့လည်းအင့်ချစ်ကိုရိုင်းကမေတ္တထားဆွေလောက်ရေးချင်းမရှိပါဘူးလို့ကိုရိုင်းဝန်ခံလာတဲ့အခါမှာပြိသက်တွေကပြစံအဟောင်းသားဖြစ်ခင်ရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာမေတ္တထားဆွေကလည်းအင့်ချစ်နဲ့အမှုပညာတက်တန်းမကွာခြားလောက်အောင်အသက်9နှစ်အရွယ်တဲ့ကကလေးပြိုင်ပွဲတွေကနေတစဉ်ဂီတာလောကတွေကိုဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ တိုင်ပွဲဆင်းဆင်းကနေနမည်ရလာပြီးတဲ့နောက်မှာတော့မြမတန်လောကတဲ့ကိုခြေဆုံပြစ်ဝင်ခဲ့ပြီးအသက်၁၂နှစ်အရွယ်မှာတချင်းကြီးတချင်းခန့်လေးကိုပိုင်နိုင်စွာသိဆုံနိုင်ပြီဖြစ်ပါတယ်။အမှုပညာမျိုးရိုးလည်းရှိသလိုအဆိုရှင်ကြီးအဖွားရဲ့ပညာတွေကိုတတွေ့မတိန်ရရှိထားတာကြောင့်လေမြမတန်လောကမှာကန်နွေမျိုးသမီးရဲ့လို့တတ်မှတ်နိုင်လောက်အောင်မေတ္တာထားဆွေရဲ့တချင်းစုပိုင်နိုင်မှုကကြော်ကြားလာခဲ့ပါတယ်။ တခါတော့ကမြမဆိုင်ဝမ်ရဲ့တီလုံးလှိမ့်လုံးနေတဲ့ပြိုင်းပညာစမ်းမှုကိုပျော့ပျော့ပါပါချင်းတီဆိုဖြောဖြေခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်အမနာနဲ့ပြောရခြင်းအင်ချင်ဟာအရွယ်တစ်ခုနဲ့နေရာတစ်ခုကိုရောက်နေရမှန်ပေမယ့်မိတ္တသားဆွေကောင်ဒီဘဝမှာဘလောက်ကြိုးစားပါစေလိုင်းမမီနိုင်တော့ဘူးလို့ပြောရမှာဖြစ်ပါတယ်။ဒါကိုအချစ်ကိုရိုင်းလေးစိတ်တဘောရာပြေဝါစာလက်ခံပြီးမိတ္တသားဆွေလောက်အရေးချင်းမရှိသေးလို့မြမတန်မဆွေရဲသေးဘူးလို့ထုတ်ပြောလိုက်တာဟာချီချူးစရာကောင်းလာပါတယ်။ ဒီကြောင့်ကိုအင်ချစ်ကမြမတန်ဆိုဖို့ကန့်လန့်ကြပေမယ့်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့အလို့မဟုတ်တဲ့အတွက်လုံးလုံးဆယ်လက်မခံဖြစ်ပါဘူး။တချင်းဆိုရကလွယ်တယ်လို့လူတွေကထင်ကြပေမယ့်ဤစနစ်တွေများကြီးရှိပါတယ်။မြမတန်ဆိုဖို့အတွက်ဆိုရင်စီးနေဝါကိုတေချာနားလည်အောင်လုပ်ပြီးမှလေ့ကျင့်ယူရပါတယ်။နိုင်ငံသားတန်စင်နေထံအတန်တက်ကြအကွေဝိုင်းလေးခတ်တယ်လို့မြမရင်ကျေးမှုကိုဖော်ပြတာကြောင့်အတန်ကပြီးပြီးကြည်ရပါတယ်။အင်ချစ်မမြမတန်ဆိုဖို့လိုအပ်ချက်အများကြီးရှိပါသေးတယ်။ မြန်မာလေးမိတက်ထားဆိုရင်လို့တေချာတီဆုံနိုင်တဲ့အချိန်ရောက်မှလာငားရာတွေကိုလက်ခံမှုစီစဉ်မှာပဲဒါပေမဲ့မြန်မာလေးကမြန်မာတမန်နေရာတစ်ခုကိုရှောင်နေပြီးမှအဲ့ချက်နေနေအမိလိုက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပြည်သက်တွေကလည်းအင်ဂျီရဲ့နှိမ်ချတတဲ့စိတ်ငြိတဘောရာလေးကိုအချစ်ပို့သွားပြီးဖြော့ပြူရည်ဆိုတော့ပြည်သက်မောပြည်ရင်ရှားပါပြီကွယ်အရန်ကြီးမြမတန်ကိုပိုင်နိုင်နေဖို့လည်းမလိုပါဘူးအန်တီတို့ကတမီနေမျက်နာမြင်ရရင်စိတ်ချမ်းသာပါတယ်လို့အပီးခဲ့ကြပါတယ် အင်ချစ်ခင်များမိခင်ဆုံးပြီးကြတဲ့ကဝယ်နေအငငယ်နေတဲ့ပုံမှာပဲပရိသတ်ကြီးတို့လည်းအင်ချစ်ကိုမြမအတန်ဆိုတဲ့မဆိုတဲ့ဆိုရန် comment မှာ abis ကလေးတွေရေးပေးခဲ့ကြပါအောင်ရှင်။